ရှီရှော့စ်ထရေးဒါတွေထားတဲ့အတန်ဈာယုံနဲ့လမ်းရတဲ့စကလုံးတစ်လုံးရှိပါတယ်။အဲ့ဒါကတော့ liquidation မှာ liquidation ဆိုတာကကိုယ့်ရဲ့ပတ်စံနဲ့အကောင့်လုံးဆုံးရှုံးသွားနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ liquidation ဆိုတာဘာလဲဘယ်လိုဖြစ်လာတာလဲကိုယ့်ရဲ့ပတ်စံနဲ့ဘယ်ရောက်သွားတာလဲဆိုတာကိုတရားနာလေထားရင်တော့သူ့ကိုရှောင်ရှားဖို့ကအသွဲကူသွားပါပြီဒီဗီဒီယိုမှာ liquidation အကြောင်းကိုဘာမှမသိသေးတဲ့သူတွေတော့နားလည်လွယ်အောင်ရှင်းပြပေးပါမယ် she shows နဲ့ leverage she shows ဆိုတာက coin ကို တကယ်ဝယ်တာမဟုတ်ဘဲနဲ့သူရဲ့အနာဂတ်စီနှုန်းကိုခန့်မှန်းပြီးတော့အတက် long ဒါမှမဟုတ်အစား short ကိုတောင်းကြည့်ထပ်တာပါဒီနေရာမှာ leverage ဆိုတာကပါလာပါတယ် leverage ဆိုတာကတော့ကိုယ်မှရှိတဲ့ပတ်စံထက်အစပေါင်းများစွာပုံများရဲ့ပမာဏကိုထိန်းဆုပ်နိုင်အောင် exchange တွေကနေပတ်စံချေးပေးတာမျိုးပါကိုယ့်ရဲ့မူလပတ်စံကိုတော့ margin ဆိုရဲအပောင်ဝေးဒါမှမဟုတ် supply ဝေးလို့ခေါ်ပါတယ် ဥပမာခုမှ margin ဒေါ်လာ100ရှိတာကို 10x leverage သုံးလိုက်တဲ့ဆိုပါစို့ဒါဆိုရင် exchange ကကိုကိုဒေါ်လာ900ချေးပေးပြီးတော့စုစုပေါင်းဒေါ်လာ1000ဖို့ position တစ်ခုဖွင့်လို့ရတာပါတယ်ဒါကဒါသွားနှစ်ဖက်လိုပါပဲအမြင့်ရရင်ဒေါ်လာ1000ပေါ်မှာတွက်ပြီးတော့အများကြီးမြင့်နိုင်တယ်လို့အရှုံးပေါ်ရင်လည်းဒေါ်လာ1000ပေါ်မှာတွက်ပြီးတော့အများကြီးရှုံးနိုင်ပါတယ်ဒီအများကြီးရှုံးတဲ့နေရာမှာပဲ liquidation ကဝင်လာတာပါ ် liquidation ဆိုတာကတော့ကိုးဖွင့်ထားတဲ့ပုံစံရှင်ကအရှုံးပေါ်လွန်လို့ကိုယ့်ရဲ့ margin အားလုံးကုန်သွားတဲ့အတွက် agent ကနေအဲ့ဒီ position ကိုအတင်းအကျပ်အပိတ်ခံလိုက်ရတာကိုပြောရပါဘာလို့ agent တွေကလာပေးရတာလဲ agent တွေကသူတို့ခြေပေးထားတဲ့ပတ်စံခုနကဥပမာရဲခါဒေါ်လာ900ကျရဖို့အတွက်ကိုယ့်ရဲ့ margin ဒေါ်လာတရားကိုအမခန့်အနေနဲ့ယူထားတာပါ ကိုဖွင့်ထားတဲ့ position ကကိုခမန်းနာနဲ့ကြောင်းမြန်ဖြစ်ပြီးတော့ရှုံးလာတဲ့အခါမှာအဲ့ဒီအရှုံးတွေကိုကိုရဲ့ margin dollar 100ရဲကနေပြီးတော့စနှုတ်ပါတယ် အဲ့ဒီ margin ဒေါ်လာတရားကုန်ကနီးဖြစ်လာပြီအချင်းကခြေထားတဲ့ဒေါ်လာ900ကိုပါထိခိုက်တော့မယ်ဆိုတာနဲ့အချင်းကသူတို့ခြေထားတဲ့ပတ်စံကိုတော့အထိခိုက်မခံနိုင်တဲ့အတွက်အဲ့ဒီ position ကိုချက်ချင်းဖိပြလိုက်ပါတယ်အဲ့ဒီအခါကုန်ထည့်ထားတဲ့ margin တရားကလုံးဝပြောင်းသွားပါတော့တယ်ဒါကို liquidity ဖြစ်သွားတယ်လို့ခေါ်တာပါအချင်းတန်းကကိုယ့်ရဲ့ position ဖွင့်တာနဲ့ liquidation price ဆိုတာကိုတွက်ဆက်ပေးထားပါတယ်ဈေးနှုန်းကအဲ့ဒီကနန်းကိုထိသွားတာနဲ့ကိုယ့်ရဲ့ position ကအလိုအလျောက်ကျောက်သွားမှာပါ ဘီဂင်နာရီတတိမထမိတဲ့အကြီးမားဆုံးအမားဒါကတော့အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်။ Degradation ကြောင့်ပြောရင် margin အမျိုးအစားနှစ်ခုအကြားမပါလို့မဖြစ်ပါဘူး။ဒါကမသိပဲနဲ့ကစားလို့ပြောင်းသွားရတဲ့တွေအများကြီးပါ။ပထမတစ်ခုကတော့ isolated margin ပါ။ isolated ဆိုတာကတော့ be then ခွဲထားခြင်းမှာကိုက big one long position အတွက် margin dollar တရာသုံးပြီးတော့ဖွင့်လိုက်တဲ့ဆိုရင်အဲ့ဒီ position အတွက် dollar တရာကို be then ခွဲထုတ်လိုက်တာပါ ဈေးကကိုထင်တယ်လို့ဖြစ်မလားပဲね liquidation ဖြစ်သွားရင်တော့မှအဲ့ဒီဒေါ်လာ100တခုတည်းကိုပဲရှုံးမှာဖြစ်ပြီးတော့ကိုရဲ့ futures wallet မှာကျန်နေသေးတဲ့တခြားပတ်စံတွေကိုလုံးဝလာထီမှာမဟုတ်ပါဘူးဥပမာအချင်းတစ်ချင်းနဲ့မှာကျုပ်ထည့်ထားသလိုပါပဲအဲ့ဒီချင်းတို့ကြသွားရင်အဲ့ဒီချင်းတွေကကျုပ်တွေပဲကွဲမယ်ကျန်တဲ့ပတ်စံတွေနှုံချုံနေပါသေးတယ်ဒုတိယတစ်ခုကတော့ cross budget မှာ cross passing ကိုယူလိုက်တာနဲ့အဲ့ဒါကကိုယ့်ရဲ့ futures wallet ထဲကရှိသမျှပတ်စံအားလုံးကိုကိုယ်ဖွင့်ထားတဲ့ position နဲ့အားလုံးအတွက်အပောင်ဝေး budget အထစ်အကောင်သုံးလိုက်တာပါသူရဲ့အသာချက်ကတော့ wallet ထဲကပတ်စံအကောင်လုံးကအာမခံပေးထားတော့ကိုယ့်ရဲ့ liquidation price ကပိုပြီးတော့ဝေးသွားပါတယ်လုံလွယ်နဲ့မပြမိုင်းတော့ဘူးပေါ့ဒါပေမဲ့အကြီးမားဆုံးအန္တရာယ်ကတော့ဈေးကတကယ်လို့ဆိုးဆိုးရွားရွားဖြောင်းမြန်ဖြစ်သွားပြီးတော့ကိုယ့်ရဲ့ position တစ်ခုကရှုံးနေပြီဆိုရင် ဲ့ဒီ position မပြောင်းသွားအောင် wallet ကဂျန်တဲ့ပတ်စံတွေကိုပါတဖြည်းဖြည်းလိုက်ဆွဲထည့်ပြီးတော့အသက်ဆက်ပေးနေပါတယ်နောက်ဆုံးမှာဈေးကလုံးဝပြန်တက်မလာဘဲနဲ့ liquidation price ကိုရောက်သွားပြီဆိုရင်တော့အဲ့ဒီ position တစ်ခုတည်းမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ future wallet တစ်ခုလုံးသုံးရဖြစ်သွားပြီးတော့ပြောင်းသွားမှာဖြစ်ပါတယ်။ဒါကြောင့် beginner ဆိုရင်ကိုထိန်းဆုပ်နိုင်တဲ့ isolated margin နဲ့ပဲစာသုံးသင့်ပါတယ်။တကယ် liquidate မဖြစ်ခင်ဘာတွေဖြစ်မလဲ။တကယ်တော့ချက်ချင်းကြီး liquidate ပြောင်းသွားတာမဟုတ်ပါဘူး။အစင်းနေရှိပါတယ်။ ကိုယ့်ရဲ့ margin ကအရှုံးတွတ်တော်များလာပြီးတော့ liquidation price နဲ့ဒီဇယ်လာပြီဆိုရင် agent တွေက margin call ဆိုပြီးတော့တတိပေးပါတယ်။ app မှာ notification တက်လာမယ်။ email ပို့လာပါလိမ့်မယ်။ဒီအချိန်မှာခုမှရွေးချယ်စရာနှစ်ခုရှိပါတယ်။ margin ထပ်ဖြည့်မလား wallet ထဲကိုပတ်စံထပ်ဖြည့်ပြီးတော့ liquidation price ကိုဝေးသွားအောင်ရွှေ့လိုက်တာပါ။ဒါပေမဲ့ဒါကဈေးကပြန်မဆဲ့လာရင်အရှုံးကပုံများသွားစေနိုင်ပါတယ်။အရှုံးနဲ့ပဲပိတ်မလား။ တော်ပြီဒီလောက်နဲ့ပဲရှုံးလိုက်တော့မယ်ဆိုပြီးတော့ကိုယ့်ရဲ့သဘောနဲ့ကို position ကိုပစ်လိုက်တာပါဒါက stop loss so ခလိုက်တာနဲ့အတူတူပါပဲကိုကဘာမှမလုပ်ဖဲကြည့်နေရင်ねဒါမှမဟုတ် margin လည်းထပ်မဖြည့်နိုင်တော့ဘဲနဲ့ဈေးက edit liquidation price ကို click ဆိုပြီးတော့ထိသွားတာနဲ့ကိုယ့်ရဲ့ position နဲ့ account အလိုအလျောက်ပိတ်သွားပြီးတော့ကိုယ့်ရဲ့ margin အလုံးပြောင်းပါပါပြီဒါဆိုဒီတိမင်းတမန်ကိုရှာမို့ဘယ်လိုလုပ်ရမလဲဒါတွေက futures ကစားသူတိုင်းလိုက်နိုင်ရမယ့် secret တွေဖြစ်ပါတယ် နံပါတ်1ကတော့ leverage နည်းနည်းပဲတော့မှာ beginner ဆိုရင် 5x အများဆုံး 10x တက်ပို့ပြီးတော့မသုံးသင့်ပါဘူး 50x တို့ 100x တွေက long ကစားသက်သက်ဖြစ်သွားပြီးတော့ဈေးနည်းနည်းလေးလှုပ်ရုံနဲ့ပြောင်းသွားပါလိမ့်မယ်နံပါတ်1 stop loss အစအမြဲတမ်းသုံးပါဒါကအရေးအကြီးဆုံးစီကံဖြစ်ပါတယ် အောက်ဆောင်ဆိုတာကကိုရန်ဆုံးဖြတ်ပြီးတော့အရှုံးရတာဖြစ်ပါတယ်။ liquidation ဆိုတာကအချင်းကအတင်းလာပိတ်တို့အကုန်ရှုံးတာပါ။ကိုရဲ့ပစံကိုသူများလာပိတ်ထားတဲ့ဆိုင်ရင် ကိုရိုင်းနည်းနည်းပဲရှုံးအောင်လုပ်ပြီးတော့ကိုအဆုံးရှုံးခံနိုင်တဲ့ပမာဏကိုပဲအရှုံးခံတာကအများကြီးပိုပြီးတော့ပညာသားပါပါတယ်။နံပါတ်3ကတော့ margin အမျိုးအစားကိုနားလည်အောင်သုံးပါခုနကပြောသလိုဘိတ်ကနာဆိုရင်တော့ isolated margin ကိုပဲသုံးမှာ go risk ကိုကိုထိန်းဆုပ်လို့ရပါတယ် ဒါမှလေခါတော့ position size ကိုထိန်းချုပ်ပါကို wallet ထဲကပတ်စံအလုံးကို trade တစ်ခုရမှာ all in မလုပ်ပါနဲ့ကို capital ရဲ့1%ပါစံ2%ပါစံလောက်ကိုပဲ trade တစ်ခုအတွက်ကို raise ယူသင့်ပါတယ်ဥပမာကိုမ capital အနေနဲ့ဒေါ်လာ100ရှိရဆိုလို့ရှိရင် trade တစ်ခုမှာ1ဒေါ်လာ2ဒေါ်လာလောက်ကိုပဲဝင်တာကိုပြောရဖြစ်ပါတယ်။နံပါတ်5ကတော့ calculator သုံးပါ။ position မဖွင့်ရင်အစင်းကပေးထားတဲ့ calculator ကိုသုံးပါ။ ကိုကဘယ်ဈေးမှာဝင်မယ် leverage ဘယ်လောက်သုံးမယ်ဆိုရင် ကိုရဲ့ liquidation price ကဘယ်လောက်ဖြစ်မလဲဆိုတာကိုကြိုပြီးတော့တွေ့လို့ရပါတယ်။အချုပ်ပြောရရင်တော့ futures မှာ liquidation ဆိုတာကကိုရဲ့အပငွေ margin အလုံးကုန်မှာလို့ agent ကကို trade ကိုအတင်းပိတ်ပစ်လိုက်တာဖြစ်ပါတယ်။ဒါဟာ leverage အလုံးအကျုံသုံးချက် margin အမျိုးအစားကိုနားမလည်စင်းတဲ့အရေးကြီးဆုံးဖြစ်တဲ့ stop loss အစုံမခန့်စင်းလို့ရတဲ့ရလပါ futures ကပတ်စံမြန်မြန်ရှာလို့ရရဲဆိုပေမဲ့ပတ်စံမြန်မြန်ကုန်နိုင်တဲ့နေရာလေးဖြစ်ပါတယ် liquidation ကိုရှောင်နိုင်ဖို့ကကိုယ့်ရဲ့ risk management နဲ့ကိုယ့်ရဲ့စိတ်ထိန်းနိုင်မှု discipline ပေါ်မှာမူတည်နေရဆိုတော့ကိုသတိပေးပါရစေ။ဒါလို့ဆိုရင်တော့ trader တိုင်းအတွက်အရေးကြီးတဲ့ liquidation အကြောင်းကိုနားလည်သွားပြီးထင်ပါရယ်။ ဗီဒီယိုပဲကြည့်တာထက်စာရင် Goran HD မှာ trader က liquidation ကိုပို့ပြီးတော့နားလည်လာစေမှာပါ trading လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကမ္ဘာပေါ်မှာလူသုံးအများဆုံးဖြစ်တဲ့ Binance account တစ်ခုရောရှိထားဖို့လိုအပ်ပါတယ် Binance account ဖွင့်တဲ့အခါမှာအခုပြထားတဲ့ crypto market offer အကောက်ကိုသုံးပြီးတော့ account ဖွင့်ရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကိုတတ်တတ် discount ရမယ်အဖြစ် Finance ပေါ်ကပထမဆုံး first trade မှာ Blockover trade trade crypto mix ရနေပြီးတော့2ဒေါ်လာတာယူလို့ရပါတယ် ပြီးတော့ cryptomi ဘက်ကနေပြီးတော့ကုတ်သုံးထားတဲ့ user တွေအတွက်တည်တံ့တော့ပေးထားတဲ့ FIME group ကိုလည်းဝင်ဝင်ရအောင်မှာဖြစ်ပါတယ်။ဒီ group မှာဆိုလို့ရှိရင် pro trader တွေကိုရိုင်းတင်ပေးနေတဲ့ market analysis တွေ trading signal နဲ့ up to date news တွေကိုအချိန်နဲ့တပေးညီဖတ်ခွင့်ရမှာဖြစ်ပါတယ်။အခကြေးကုန်နဲ့အမွားလုံးဝပေးပြီးတော့ဝင်လို့မရဘဲနဲ့ကုတ်သုံးထားတဲ့ Binance user တွေအတွက်တည်တံ့မှာဖြစ်ပါတယ်။အဲ့ဒါတွေအပြင် crypto mine ဘက်ကနေပြီးတော့လာစင်လာတိုင်းမှာလုပ်ပေးနေတဲ့ campaign တွေက exclusive reward တွေကိုလည်းထပ်ပြီးတော့ရနိုင်ပါသေးတယ်။ ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတွေကိုလလမသွားအောင် crypto market offer ကိုပို့သုံးပြီးတော့ Binance account ဖွင့်ဖို့မမေ့ပါနဲ့နော်ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ crypto market ပါနောက် video မှပြန်တွေ့ရပို့